အားလုံးပဲမင်္ဂလာပါခင်ဗျာ။အွန်လိုင်းဆိုးထံမှတက်ဆင်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့အစီအစဉ်လေးမှာတော့ Facebook Messenger ကနေပြီးတော့ပေးပို့လာတဲ့စာလွှာရှင်လေးရဲ့စာလွှာလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရစေ။ဒီညီမလေးကကျွန်တော်ရဲ့ဗီဒီယိုတွေကိုလည်းသူကအားပေးပြီးတော့လေးစားစွာနဲ့ကြည့်ဖြစ်ပါရစေတဲ့။လေးစားစွာဖြင့်အကူအညီတောင်းခြင်းပါရစေတဲ့။ညီမပြောတဲ့အကြောင်းအရာတွေကိုအကူဗီဒီယိုတင်တဲ့အခါကျရင်ကျေးဇူးပြုပြီးတော့ထည့်ပြောပေးစီခြင်းပါရစေတဲ့။ ဒါကြောင့်ဒီညီမလေးရဲ့စာလွာကိုဖတ်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ဒီညီမလေးပေးပို့လာတဲ့စာလွာလေးကတော့အကူရှင်တဲ့ညီမအလုံးမှာလူတယောက်ကိုသဘောကျမိပါတယ်တဲ့သူ့ရဲ့အမှုအကျင့်ကကျန်နာကြီးစိုက်တက်တဲ့သူပါစိတ်ထားကောင်းပါတယ်အလုံးစိတ်ဆက်သူပါအဲ့ဒီအချက်လက်တွေကိုသဘောကျလေးစားမိပါတယ်သူ့မှာချစ်ရတဲ့ကောင်းမလေးလေးရှိတယ်ညီမအနေနဲ့စနိုက်ကျော်လည်းမဖြစ်ချင်ဘူးမလုတ်ချင်ပါဘူးတဲ့လုတ်ဖို့လည်းစိတ်ကူးမရှိပါဘူး ဒီအတိုင်းပဲအဝေးကနေငေးကြည့်ပြီးတော့သဘောကျနေရတာကိုပဲအဆင်ပြေပါတယ်တဲ့သူ့ကိုညီမသဘောကျကြောင်းကိုလည်းသူသိပါတယ်ညီမမိန်းကလေးဘက်ကစပြီးတော့သဘောကျမိပြီမဲ့အရှက်တော့မေ့အောင်မလေးပါဘူးမလုတ်ခဲ့ပါဘူးတဲ့အလုံးမှာသူတင်ပြတာတွေကိုတေချာလိုက်နာတယ်အမားပါရင်လည်းတောင်းပန်တယ်အလုံးနဲ့ဆိုင်တဲ့လူအပ်ချက်အကူအညီတွေရှိရင်လည်းညီမကအာမနာတန်တောင်းပါတယ်တဲ့သူ့အပေါ်မှာညီမသဘောကျမှုကိုသူ့အတွက်အနှောက်အယှက်မဖြစ်အောင်လည်းသူသိစွာနေပါတယ် ူကလူကဲခက်တတ်တော့ရိမ့်မိလောက်ပါတယ်တဲ့အချစ်ဆိုတာကနှစ်ဖက်ညီမျှမှပြောစရာကောင်းပြီးတော့ရှေ့ဆက်ရမှာလဲပူကောင်းတာကိုလည်းတီးလို့သူတို့အတွဲကိုလည်းအားကျဝမ်းသာမိပါတယ်တဲ့ကိုအဝေးကချစ်ရပြီမဲ့သူတို့အစစ်မပြေမှာကိုစိတ်ပူနေတဲ့သူပါသူတို့အတွဲစကားများတာပြောပြရင်ညီမစိတ်ရင်းနဲ့အစဉ်ပြေသွားအောင်ကောင်းတဲ့နားချမှုလေးတွေလုပ်ပေးပြီးတော့ပြောပြဖြစ်ပါတယ်။သူတို့ပြန်အစဉ်ပြေသွားကြပါတယ်တဲ့ ကိုအချစ်မခံရပြီမဲ့သူပြောရင်ကိုကျဉ်တတ်နေတဲ့သူပါဒါပေမဲ့ကိုရှိမှသူကောင်မလေးအကြောင်းပြောတဲ့အခါကြားရတဲ့အခါမှာသူတို့ဖုံပြောတဲ့အခါတိုင်းကိုမြင်ရတဲ့အခါမှာသူမသိအောင်အခြားနေရာသွားပြီးတော့ဝမ်းနေပြီးငုံမိပါတယ်သူရှိမှတော့အဆက်မရချင်လို့ပါသူကလည်းစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူးလေသူကိုအပေါ်မှာမချစ်တာကိုလည်းအပြစ်မမြင်ပါဘူးကိုဘဝကံကူကမကောင်းတာကိုပဲတွေးဖြေပါတယ်ကိုသဘောကျတာသူရင်းမိတာကိုသိရတဲ့ ကိုရှိအဲ့ဒီလိုပြောနေတော့ညီမရှက်မိပြီးတော့ဝမ်းနည်းလို့ပါသူ့ကိုလည်းအာနာစိတ်ဝင်မိပါတယ်ဒါကြောင့်သူ့အပေါ်မှာညီမစီတနာရှိတာတွေကိုအရင်လိုထုတ်မပြတော့ပါဘူးသူ့ရဲ့အဝေးမှာပဲတိတ်တိတ်ဆိတ်ဆိတ်လေးပဲနေဖြစ်တော့တယ်အဓိကညီမပြောချင်တာကလူတွေဟာသူတို့ပြန်မချစ်နိုင်ဘူးဆိုရင်လေသူတို့ကိုချစ်နေရတဲ့သူတွေကိုဝမ်းနည်းပြီးတော့နေရခက်အောင်တော့မင်းရဲ့ဆက်တင်ပါဘူးတဲ့သူပြန်မချစ်နိုင်တာကိုအပြစ်မတင်ဘဲနဲ့နားလေပြီးနိုင်ပါတယ်အနှောက်အယှက်ဖြစ်အောင်လည်းမနေတော့ပါဘူး ညီမမှာအလုတ်ကအတူတူလုံးနေရတော့ရှောင်ပြေးလို့လည်းမရဘူးအလုတ်ထွက်ဖို့ကြတော့လေစားဝတ်နေရေးကြောင်းနဲ့မလွယ်လို့လीဒါကြောင့်ယုံမှဆိုလို့ရှိရင် သူရောအခြားသူတွေပါမသိအောင်ညီမတယောက်တည်းခန်းစားရတာကြိတ်ကိုရတာအရန်ကိုပြင်ပန်းနေပါပြီသူ့ကိုလွတ်ချဖို့လုံနေရင်နဲ့ပဲလုံနေစေနဲ့ပဲအမြင့်မပြတ်သေးတော့ယူနေရတာပါပဲကိုယ့်ရဲ့ဒီလိုအနေထားကိုလည်းဝန်းနေပြီးတော့ယူကျုံမရဖြစ်မိတယ်ရှက်လဲရှက်မိတယ်လို့စိတ်သက်တွေလည်းအတီကျပြီးတော့မျက်ရည်နဲ့ပြန်အားတင်းနေရတယ်လीအ အလုတ်သွားရမှာကိုလည်းအရန်ကိုကြောက်နေမိတယ်ဘာလို့လဲဆိုတော့သူနဲ့မျက်နှာချင်းဆိုင်ရမှာကြောက်လို့လေ ငိုချင်ပြီလို့ပါဒါကြောင့်အလုတ်ချင်းကလွင်ရင်သူနဲ့မဆုံဖြစ်အောင်ရှောင်နေတယ်လေးစားစွာဖြင့်အကူညီတောင်းပါအောင်မယ်နော်အကူရေးတဲ့ညီမသဘောကျရတဲ့သူရဲ့နာမည်က TTA ပါရှင်းတယ်အကူကိုအားပေးတဲ့သူတွေထဲမှာလည်းသူပါမယ်လို့ထင်ပါတယ်ညီမရေးထားတာစာရှည်သွားတဲ့အတွက်လည်းတောင်းပန်ပါတယ်နော်တဲ့ပြောပြရတာကလည်းခံစားရတာရင်ဘတ်ပါအောင်ပြီးတော့မွန်းကျက်ပြီးယူကျင်တယ်လို့ဖြစ်နေလို့အကူညီတောင်းလိုက်ရတာပါရှင်ကြိုးစားပြီးတော့လွတ်ချနိုင်ဖို့လုပ်နေပါတယ်တစ်ဖက်တည်းအချက်ကနာကျင်လွန်လှပါတယ်တဲ့ တော့ဒီညီမလေးပြေးပူလာတဲ့စာလွာအရာဆိုလို့ရှိရင်တော့ညီမလေးဘက်ကတစ်ဖက်သက်ချစ်နေတဲ့သူပေါ့နော်တစ်ဖက်သက်အချစ်မှာနှစ်မျိုးရှိတယ်ဗျ လူလူကိုတစ်ဖက်သက်ချစ်တာနဲ့ပိုင်ရှင်ရှိပြီးသားလူတယောက်ကိုတစ်ဖက်သက်ချစ်တာကမတူကြဘူးပေါ့နော်ပိုင်ရှင်ရှိပြီးသားလူတယောက်ကိုတစ်ဖက်သက်ချစ်တာကကိုယ့်အတွက်တကယ်ကိုဒုက္ခရောက်စေတယ်လို့တခြားသူအတွက်လည်းတကယ်ကိုနေရခက်စေတယ်လीဒါကြောင့်ပိုင်ရှင်ရှိပြီးသားဆိုလို့ရှိရင်တော့ဝေးဝေးကရှောင်နေလိုက်တာအကောင်းဆုံးပါပဲဘာလို့လဲဆိုတော့ကိုကိုကူတက်နေတာနဲ့အတူတူပါပဲညီမလေးကိုအဓိကအားပေးစကားပြောချင်တာကညီမလေးရဲ့နံယိုးပိုင်ရှင်ညီမလေးရဲ့တကယ်ကိုဘဝလက်တွဲပေါ်ဆိုတဲ့လူတယောက်ကရှိကိုရှိနေပါတယ် ကိုယ်တဘောကြနေတဲ့သူတယောက်စီမှာပိုင်ရှင်ရှိနေတယ်ဆိုရင်တော့အဲ့ဒီလူကိုအမြန်မေးပြစ်ပြီးတော့သူနဲ့ကင်းရှင်းနိုင်အောင်နေနိုင်ဖို့ကအရေးကြီးပါတယ်အနီနီးတဲ့အတွက်ကြောင့်သူ့ရဲ့ဂီဥဆိုင်မှုတွေနဲ့သူ့ရဲ့အဟီချင်းတွေကိုသဘောကျမိတယ်ဆိုတာကဒါလက်ခံပြီးလို့ရပါတယ်။ဒါပေမဲ့ပိုင်ရှင်ရှိပြီးသားလူတယောက်ကိုချစ်လို့တော့မရပါဘူး။ ဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့လူပတ်ဝန်းကျင်မှာစောင့်ထိန်ရမယ်စီးမကျော်တဲ့အရာတခုလို့ကျွန်တော်ကတော့မြင်ပါတယ်ညီမလေးအတွက်လည်းဘဝလက်တွဲပေါ်ကရှိနေပြီးသားပါအဲ့ဒီဘဝလက်တွဲပေါ်ကတနေရာရာမှာရှိကိုရှိနေပါတယ်သူအတွက်ပဲရှင်သန်ပေးပါသူအတွက်ပဲအချစ်တွေကိုတင်ထားပေးပါနော်ချစ်ချင်းမြတ်တာဆိုတာကလုံယူလို့မရပါဘူးသူ့အလိုလိုရောက်လာတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဘယ်အရာကူမှလုံမယူပါနဲ့အထူးသဖြင့်ပန်းရှင်ရှိပြီးသားလူတယောက်စီကချစ်ချင်းမြတ်တာကိုအတင်းလုံမယူပါနဲ့နော် ဘာလို့လဲဆိုတော့ကိုရောကလူပတ်ဝန်းကျင်မှာနေထိုင်ကြတာဖြစ်တဲ့အတွက်ကြောင့်ဒီအရာကိုစောင့်ထင်းကိုစောင့်ထင်းသင့်တယ်လို့ခံယူထားလို့ပါညီမလေးအနေနဲ့လည်းဒီအရာကိုစောင့်ထင်းနိုင်အောင်ကြိုးစားပါပြီးရင်ပိုင်ရှင်ရှိပြီးသားလူတယောက်အတွက်နဲ့တော့ကိုယ့်ရဲ့နှလုံးသားကိုမစတီးပါနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုယ့်ရဲ့လွတ်လပ်မှုတွေကိုယ့်ရဲ့ချစ်ချင်းမေတ္တာတရားတွေအတွက်ပိုင်ရှင်ရှိပြီးသားသူတယောက်ကိုတော့မပီးဆက်ပါနဲ့နော်ဒါကြောင့်ညီမလေးကိုတနေ့နေ့တစ်ချိန်ချိန်မှာတံပိုးထားပြီးတော့ချစ်ပေးနိုင်မယ့်လူတယောက်ဆိုတာက ပေါ်လာမှာပါအဲ့ဒီလူအတွက်ညီမလေးရဲ့ချစ်ချင်းမြတ်တာတွေနဲ့နှလုံးသားကိုတင်ထားပေးပါနော်အဲ့ဒီကညီမလေးအတွက်ကူမချင်တာကတော့ပန်းရှင်ရှိပြီးသားသူတယောက်ကိုဘယ်တော့မှမပတ်သက်မိပါစေနဲ့နော် အဲ့တော့ကျွန်တော်ရဲ့အစီအစဉ်လေးမှာအခုလိုပဲဆလွာလေးတွေနဲ့ရင်ဖွင့်ခြင်းနဲ့ဆိုရင်တော့အောင်နိုင်စုထံမှာတဆင့်ရင်ဖွင့်စာအစီအစဉ်ကိုလိမ့်မူပြီးတော့ဆလွာလေးတွေပြပို့တောင်းဆိုနိုင်ပါရယ်ခင်ဗျာအားလုံးပဲကျွန်တော်ရဲ့အစီအစဉ်လေးကိုကြည့်ရှုနေကြတဲ့တဦးချင်းစီတဦးချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစီ BND ရဲ့အပေါင်းမှာကင်းဝေးကြပါစီရန်သူမျိုးငါးပါးမှလည်းလွတ်ကင်းနိုင်ကြပါစီခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစီခင်ဗျာ